ဒီစစ်တပ်ကកောင်းနေကွာမင်းတရုတ်ကူတရုတ်ကူညီပေးလို့တရုတ်အကူညီနဲ့ကောင်းပြန်ရတာပါကွာမင်းသူ့အတူတိုက်ပြီးယူရရရအောင်ပါဘူးအလကားကောင်းတွေပါတိုက်လည်းမတိုက်နိုင်တိုက်လည်းယူရတာပါအမှန်တိုင်းပြောတယ်ဟာတစ်ဖက်ကလည်းကိုကန်ကိုဘယ်လောက်တော့ဖိအားပေးထားလဲမသိတာကွာကိုကန်နောက်ဆုံးတရုတ်ကဖိအားပေးတာများတော့ဟိုကိုကန်လည်းနောက်ဆုံးလက်လျှော့ပေးလိုက်ရပါတယ်ဒါမျိုးပြောကြတယ်ရုပ်ရည်ကြီးရင်တော့ဟုတ်တယ်လို့အုတ်ချုပ်ရန်တရားကတော့နာဆာကအုတ်ချုပ်ရန်တရားဒါပေမဲ့အဲ့ဒီအုတ်ချုပ်ရန်တရားကြီးလေပတ်ဖို့အတွက်တရုတ်ကရန်နိုပြည်နီးပါလားအကူကြီးပြနေရတယ်ဆိုတော့ရင်းနေတော့အောင်းတော့မကောင်းဘူးဗျာ ကျွန်တော်မနေ့က3နာရီကျော်ထိလာရှိုးကိုပတ်ကြည့်နေတယ်။ဟုတ်ကဲ့။မင်းတို့ဝင်သွားလည်းမတည်ဘူး။တမ်းမတော့။ခြုံထဲဝင်သွားလား။ဒီကြီးတဲ့ဝင်သွားလာတယ်မတည်ဘူးနော်ကြားတယ်နော်အဲတော့ကျွန်တော်ဒီကနေ့ဧပြီလ20ရက်နေ့မနက်ပိုင်းတစ်ဖြတ်ပေါ့နော်ကျွန်တော်လည်းပြောစရာစကားကိုမရှိတော့ပါဘူးစေမကောင်းချင်းများစွာနေပဲမနေ့ညလည်းအန်ဂျိဂျိနဲ့ကျွန်တော်ရဲ့ Facebook မှာကျွန်တော်တက်ပြီးတော့ရေးလိုက်သေးတယ်အဲတော့အားလုံးလည်းတီးပြီးသားဖြစ်တဲ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရွှေထွဲရွာကိုအကျန်းဖက်စစ်ခွေးတက်က ရည်ရွယ်ချက်ရှိရှိနဲ့ကျွန်တော်အစုလိုက်ပြုံလိုက်ဘုံချေချတက်ဖြတ်မှုတို့ကြောင့်မနေ့ညဆိုရင်တိတ်ဆုံးသူဥယျာ26ဦးဒါပဲနဲ့နောက်ဆုံးသိရတာဆိုရင်30ဦးနီးပါးရှိလာပြီးတော့ဒဏ်ရရှိသူရတယ်များတဲ့များလာနေပြီးတော့တိတ်ဆုံးသူဥယျာတွေထပ်ပြီးတော့တိုးလာဖို့ရှိနေဆိုတော့ကလူတွေလုံးအပိုင်းစားတွေဟိုဒဏ်ဝန်နဲ့လိုက်ပြီးတော့ကောက်နေရတဲ့အဖြစ်ဆိုတော့ကဒါငရဲမဟုတ်ဒါကျွန်တော်မြန်မာပြည်ပဲအကြမ်းဖက်စစ်ဖွဲ့တဲ့ရုပ်မှရက်စက်မှုတွေဟာ မနေ့ညနေကျွန်တော်တက်ပြီးတော့ရေးသားတယ်တပိတ်ချင်းအာတင်းထားပါအောင်ကိုရီအလက်ကြိုင်လည်းမနှွေစရမ်းဖို့ဆိုတော့အာဒီချိန်မှာဘဲဆယ်လီဘဲအောင်တန်းသားအမှုပညာရှင်ဘဲပဒိုက်တာအဖွဲ့စည်းမှလာရောက်ပြီးတော့လှူဒန်းမှာပို့လာရောက်ပြီးတော့ကဲဆယ်မှာလည်းမဟုတ်ဘူးသူတို့အချမ်းဘက်စီကွက်တက်ကိုကြောက်နေရတာနဲ့စီကွက်တက်ကိုကပ်ဖားရဲ့ပါလုတ်ပြီးတော့နေရာလေးမြန်လုတ်ပတ်လေးမြန်ရမလားဆိုတဲ့အကောင်လေးပဲဆိုတော့က ကျွန်တော်ဟိုတော့မှစကားတခုပြောတဲ့အတိုင်းပဲနတ်ဖွဲ့ထားတဲ့စစ်ဘေးနဲ့စစ်ဘေးရှောင်းနေဆိုတော့ကကျွန်တော်တို့မှကျွန်တော်တို့ပဲရှိတယ်ကျွန်တော်လည်းနိုင်တော့ကူညီမယ်ဒီဘက်ကတွန်လိုင်းဘက်ကအတိုင်းဝိုင်းလည်းအထူးပြောနေစရာမလိုဆိုတော့ကတပိန်ချင်းနေမို့ကျွန်တော်မြင်းမုံမှာလည်းထုံနေတိုင်းပဲအချမ်းဘက်စီခွေးကလေးချောင်းသုံးပြီးတော့ဘုံကျဲတက်ဖြတ်ခဲ့တဲ့အတွက်ကြောင့်လေးဦးသိမ်းဆုံးပြီးတော့ခွနယ်ဦးကျွန်တော်တန်းရရှိတယ် တစ်ဆယ်တော့ပဲကျွန်တော်ကွန်ကရစ်ဘက်မှာဆိုရင်လည်းတိုက်ပွဲတွေတော်တော်လေးကိုပြင်းထန်ပြီးတော့ကရင်ကျွန်တော်စစ်ပင်းဆောင်တွေအကုန်လုံးထိုင်းနိုင်ဘက်ကိုထွက်ပြေးတင်းဆောင်နေရပြီးတော့ဒီကြားထဲမှာအဲဒီတိုက်ပွဲပြင်းထန်နေတဲ့ကွန်ကရစ်မြို့မှာစစ်ကုံစီကမြို့ပိုင်ပြည်သူတထောင်ကျော်လောက်ကိုတစားကန်အဖြစ်ထိမ့်သိမ်းထားပြီးတော့ထွက်ခွင့်မပေးပါဘူးဆိုပြီးတော့ဒီကောင်လေးဆက်ပြီးတော့ရုံမာနေပါတယ်အဲ့တော့အပြည့်စုံကတော့မြို့မကျောင်းဆရာတော်ကပြည်သူများထွက်ခွာဝင်ပေးရန်စစ်ကုံစီထံကိုတောင်းဆိုလို့လဲထွက်ခွင့်လုံးဝမပေးပါဘူးတဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ ပြင်းပြင်းနဲ့ကွန်ကရစ်မြို့မှာစစ်ကောင်စီကမြို့ကန်တထောင်ကျော်အားတစားကန်ဖြင့်ထင်းနေလာပြီးမြို့ပြင်ကိုထွက်ခွေမပေးကြောင်းကိုတော့ဒါ People's Symphony ကဖော်ပြထားတဲ့သတင်းပြည်စုံကျွန်တော်ဘေးနားမှာခြားပေးထားတယ်။တစ်ဆက်တည်းမှာပဲနောက်ထပ်ကျွန်တော်သတင်းကောင်းတစ်ခုဆိုရင်မင်းညတက်လာတဲ့သတင်းမှာပဲအဲ့ဒီကင်းပြင်းနဲ့ဒေါနာတောင်တန်းအရှိချမ်းထိုင်းနိုင်ငံနာကစစ်ကုံစီတက်ခဲ့ဒါလေးဝော်ခေါ်မော်ဖာသူတပ်စခန်းကို KNU တပ်မှခုနှစ်နဲ့ ပုံပုံတက်ဖွဲ့တွေကမနေ့ကကျွန်တော်ဧပြီလ19ရက်နေ့ညနေပိုင်းမှာတင်းယူလိုက်နိုင်ပါတယ်ဆိုပြီးတော့ကရင်စည်ရေးသတင်းမြစ်ကသိရတယ်။သတင်းပြေဆောင်ကတော့မြောက်ပြည်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့မော်ဖာတူစကန်းကိုမနေ့ကဧပြီလ18ရက်နေ့ ရည်ပိုင်းကစတင်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တရက်ခန့်အကြာမှာပဲစစ်ကမ်းကိုသိမ်းပိုက်နိုင်ခဲ့တာပါတယ်အဲ့ဒီစစ်ကမ်းထိုင်းနေစမ်းတဲ့တမိုင်ခွဲခန့်တာဝေးပါတယ်လို့သိရပါတယ်တက်မော်ခွန်လေးကဒီနေ့မှာလေးဘော်ကျွန်တော်တို့ဒီစကန်တစ်ခုလုံးကိုရှင်းလင်းသိမ်းပိုက်နိုင်ပါပြီဆိုပြီးတော့ကင်းရင်စင်ရေးသတင်းပြကကျွန်တော်ပြောပြထားတဲ့သတင်းပြေဆိုကျွန်တော်ဘေးနားမှာခြာပေးရတယ်ထုံးစံနိုင်ပေအကြမ်းဖက်စစ်ကွေးတွေကတော့ရှုံးမဲမဲပြီးတော့စကန်မကြဖို့ဆိုပြီးတော့ လေချောင်းကနေဘုံကျဲတစ်ခါတည်းအတွက်ကြောင့်ထိုင်းစစ်တပ်ကလည်းနေဆက်တစ်ချောင်းလုံးမှာလုံခြုံရေးတွေကိုတင်းကျပ်ထားပါလေဆိုတော့ သတင်းပြေဆုံးဘေးနားမှာခြာပေးတာပါလေဒါကကျွန်တော်တို့အစိုးရကသတင်းကောင်တစ်ခုပါပဲနောက်ထပ်သတင်းတစ်ခုဆိုရင်အားလုံးသိတဲ့အတိုင်းပဲ ARV တိုင်းဘက်မှာဆိုရင်လင်းမြေနာဘက်ကပန်းတော်ကြီးရွာကိုရခိုင်တပ်တို့အေအန်အေ PDF တွေတင်ပတ်ရရှိပြီးတဲ့နောက်မှာစစ်ကွေးတပ်ဘက်ကအကြာရှုံးတတော်လေးကိုများနေရကြောင်းကျွန်တော်လေးချောင်းသုံးပြီးတော့ဘုံကျင်တပ်ဖြတ်တဲ့တို့ကြောင်းအဲနားမှာရှိတဲ့ကျွေးရွာမှာရှိတဲ့ပြည်သူတွေကတော့စစ်ဘေးတွေစတင်ရှောင်နေရပြီးတော့ပိတ်မိနေတဲ့သူတွေကိုရခိုင်တပ်တို့အေအန်အေ PDF ကုန်းပေါင်းတပ်ဖွဲ့တွေကယ်ထုတ်ပေးနေတယ်အဲတော့တိုက်ပွဲများဟင်းဒရာခရိုင်တွင်းကိုရောက်ရှိနေပြီးဖြစ်ဖြစ် ြည်သူများသတင်းရှိစွာနေထိုင်ကြပါရန်ဟင်္ဒရာပါဖာကတော့ထုတ်ပြန်ထားပါတဲ့သတင်းပြေဆုံးကျွန်တော်ဗေးနားမှာခြာပြထားပါတယ်အပြည့်စုံကတော့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသများမှာပြည်သူတွေကနင်းစရာမြို့နယ်ကျေးရွာတွေကိုစစ်ပေးရှောင်နေရပြီးစစ်ပွဲဧရိယာပုံမကျေပြန့်လာတော့ကြောင်းဟင်္ဒရာမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့အစအသအရာရာသတိထားနေထိုင်ကြဖို့ကို အသည့်ဘေးတိုက်ထူးနာကြောင်းကိုထုတ်ပြန်ခြင်းမှာပေါ်ပြပါပါရှိပါတယ်။တဆက်တည်းမှာပဲပြည်သူတွေအနေနဲ့မိမိတို့နဲ့တဘာတဲ့ယူဆောင်မှုလိုအပ်တဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေပစ္စည်းတွေစေဝါရိက္ခာတွေကိုအဆင့်သင့်ထုတ်ပိုးပြင်ဆင်ထားကြဖို့မြေပြင်သတင်းများမပြတ်နားဆွင့်ပြီးတော့အသွားလာတဲ့သတင်းထားကြဖို့စစ်ကောင်စီတောက်တိုင်အဖွဲ့အစည်းတွေသတင်းပေးများနဲ့နှိကရကိုမသွားရောက်ဖို့ စစ်ပေးဆောင်ပြည်သူတွေကိုအိမ်ငါးကအဲ့ဒါကျွန်တော်ပြောချင်တဲ့အချက်ပါပဲတော်လိုင်းတပ်ဖွဲ့တွေမထုတ်ပြန်ရင်လည်းကျွန်တော်ကမနှိမ့်ရတဲ့ပြောဖို့စီရင်ရှိတယ်အိမ်ငါးကတွေတုံးမြင့်ကောက်ခံခြင်းမပြုတ်လို့ကြပဲဝိုင်းဝန်းကူညီဖေးမဖို့လိုတာတွေကိုလှုပ်ဆောင်ထားကြဖို့ကိုဟင်္ဒရာပါအဖွဲ့ကတော့ထုတ်ပြန်ထားတဲ့သတင်းပြေဆောင်ကျွန်တော်ဗီနာမှာခြာပေးထားပါတယ် ကျွန်တော်မှားလိုက်ပြစီဟင်္ဒရာမြို့နယ်တွင်းမှာရှိတဲ့ပြည်သူတွေကိုဟင်္ဒရာနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ကျွော်မှာရှိတဲ့ပြည်သူတွေကိုတကယ်လို့လင်းမင်းနာဘက်မှာရှိတဲ့တိုက်ပွဲတွေပြင်းထန်နေလို့ဒုက္ခတွေရောက်နေကြတဲ့စစ်ဘေးရှောင်တွေကိုယ့်ရဲ့မြို့ရွာကိုလာရောက်ပြီးတော့ကျွန်တော်စစ်ဘေးရှောင်တွေဆိုတက်နိုင်တဲ့လောက်ဝိုင်းဝန်းကူညီဖေးမပေးကြပါအ အိမ်ငါးကလေတိုးကောက်ဖို့တော့မစင်းစားနဲ့နော်ရေကြီးတော့ငတန်းချောင်းကိုစားပြီးတော့ဟိုဘက်ကအင်ကဘူဒမ်မီကွင်းကောက်အင်တပြုတ်ကျွန်တော်လေးမျက်နှာတိကိုကျွန်တော်တို့ဂျင်းဂျင်းလဲမှုခဲ့တဲ့နေရာတွေမသိတဲ့လူမရှိဘူးကျွန်တော်နားလေးကိုပြန်ပြီးတော့ရောက်တယ်ဆိုရင်တော့ကျွန်တော်ကတော့နာမည်အတိအကျတဲ့နေရာလေးဆောင်တော့ကျွန်တော်ကတော့ဖော်ပုံလုပ်မယ် ဟုတ်ကောလုတ်ပြီးသွားရေဆိုရင်တော့ကိုယ့်ရဲ့အင်ဒီကောလာပြီးတော့မကြမီမှာလာခေါက်လိမ့်မယ်ဆိုတော့ဒါကျွန်တော်ချင်းချောက်တာမဟုတ်ပါဘူးကျွန်တော်မွန်မမားတွေကိုဒေါ်လာသေးလေးထွက်ပြီးတော့စေတနာလေးနဲ့တတိပေးတာတက်နိုင်တယ်လို့ဟင်းသရခရိုင်တွင်းမှာရှိတဲ့တခြားမျိုးတွေရောဟင်းသရမျိုးမှာရှိတဲ့ပြည်သူတွေကိုကိုယ့်ရဲ့ကိုမျိုးကိုရွာကိုလေးမျက်နှာဘက်ကစီပီးရှောင်းလိုက်ပြည်သူတွေကိုဝမ်းမုန်းပြီးတော့ကိုကြီးစောက်ရှောက်ပေးကြပါအိမ်ငါကလည်းကျွန်တော်တက်နိုင်တယ်လို့ရှော့ပေးကြပါဒါလောက်ကလေးပဲကျွန်တော်ပြောချင်ပါတယ်တဖြည်းဖြည်းနဲ့ဟင်းသရခရိုင်နဲ့ဒါလေးမျက်နှာဆိုရင်ကျွန်တော်ကတ်နေပြီတစ်ဖက်ကိုပြန်ဆင်းလိုက်လေးမျက်နှာ IDB ခေါမောက်စုရုံတန်လေးနိဗ္ဗာန်နတ်ဘော်ဟင်းသရ အဲ့တော့ကျွန်တော်ပြောပြရင်ကျွန်တော်တို့ဘလောက်ကြီးချင်းချင်းလဲမှုခဲ့တယ်ဆိုတော့သဘောပေါက်မှာပါကဲတော့နောက်ထပ်ကျွန်တော်သတင်းတစ်ခုဆိုရင်ရန်ကုန်မှာစစ်မှုထမ်းအပတ်စဉ်စက်နေအတွက်ဆိုပြီးတော့လူငယ်တွေကိုစစ်တင်တန်းချောင်းကိုပို့လိုက်ပါတယ်ဆိုတဲ့သတင်းမှာပဲမနေ့ညနေကျွန်တော်ဖတ်ပြဖို့မိတ်ကြံခဲ့တာပါရန်ကုန်မှာစစ်မှုထမ်းအပတ်စဉ်စက်နေအတွက်လူငယ်တွေကိုဧပြီလ19ရက်နေ့မနေ့ကလှဲကူတက်ကြီးနဲ့ရဲမုံတက်မှာရှိတဲ့စစ်တင်တန်းချောင်းတွေကိုစစ်ကား9စီးနဲ့လာပို့သွားတယ်၄စီးကချီလီနဲ့လက်နဲ့နဲ့အကူချောင်းကိုပို့တာနောက်3စီးက ကိုခံပညာနဲ့အားကစားသိပ္ပံကိုပို့လာတဲ့လူတွေမှအများကြီးပဲတက်မဆက်တက်ကလုံခြုံရေးယူရင်းနေပါတယ်ဆိုပြီးတော့ရန်ကုန်မှာစစ်မှုထမ်းအပတ်စဉ်စက်နေပြုဆိုပြီးတော့လူငယ်တွေကိုစက်တင်ပြီးတော့တင်တန်းကျောင်းကိုပို့နေရေဆိုတော့ပြီးခဲ့တဲ့ကျွန်တော်ရက်ကတကြံရက်ကာလအတွင်းမှာလူငယ်ကျွန်တော်အယောက်ပေါင်း54ပါးကန် ARV တိုင်းပဲခူးတိုင်းဒီကျွန်တော်တို့ဒီရန်ကုန်တိုင်းမှာရှိတဲ့လူငယ်တွေကိုစစ်ကုန်စီကမတရားကျွန်တော်ဖမ်းဆီးပြီးတော့ကဲအခုဆိုရင် အပတ်စဉ်စနစ်တွဲဆိုပြီးတော့စစ်တင်နေကြောင်းပို့နေရဆိုတော့ကဒါတိတ်မကြိုင်ပါပဲတလားတလားခေါလောက်ဒီကောင်လေးအပူလီပြင်းတင်ရနေပြီးပြီးတော့ရှေတန်းကိုတူးပြီးတော့ထိုးကျွေးပြီးတော့ပို့တော့မယ်အဲ့တော့ဘယ်ချစ်ကြားမှမသိဘူးကျွန်တော်တက်ရင်းလိုက်အုပ်စုလိုက်ဒီအလင်းဝင်လာမှဒါမှမဟုတ်ရှေတန်းမှာပဲအဲ့ဒီလုံငန်းလေးတွေဟာတင်ချင်းစုံနဲ့တင်မလားဆိုတော့စောင့်တော့ကြည့်ရမယ်ဆိုတော့ကျွန်တော်ညီကိုလည်းချင်းနေတိတ်ပြီးတော့မရှိတော့ပါဘူးစော်စီရှောင်းရရှိလာရှောင်းချပါလို့ပြောရင်းနဲ့နောက်ဆုံးမင်းနဲ့ပြောချင်တာတော့တပတ်ကြော်ချပြောက်နေတဲ့မန္တလေးကညာရင်မမီသူအမျိုးသားကိုစစ်တပ်က ဖန်စီထားပါလေဆိုပြီးတော့တရင်တွေထွက်နေပါလေတရင်ထွက်နေရမဟုတ်ဘူးကျင်းတည်တဲ့ဒီကောင်တွေအချမ်းပဲစစ်ခွေးတက်ကောင်ကိုဖမ်းထားနေဆိုတော့ကစိတ်မနှမ်းတဲ့သူတွေမဟုတ်ဘူးအခုပဲကြည့်ညာရင်မပြည့်မဲ့သူတွေစိတ်မနှမ်းတဲ့သူတွေမဟုတ်ဘူးနောက်ဆုံးကတော့ပိုင်းလမ်းမေးလမ်းမှာတောင်းစားနေတဲ့သူတွေခြေကောင်းလက်ကောင်းဆိုရင်ဒီကောင်တွေအတင်းမှဘော်ဒါဆွဲပြီးတော့စစ်ခွေးတက်တွေကိုထည့်ပြီးတော့ရုံမှနေကြဆိုတော့ကဲတော့ ီနေ့ကတော့သတင်းတွေကတော့မနေ့ပိုင်းကတော့ဒီလောက်ပါပဲကျွန်တော်ရှေ့ပိုင်းမှာစိတ်မကောစရာသတင်းတွေဆိုတော့ကနောက်မှာအယူဆုံးစပြီးတော့ကြည့်ရမယ်ရုပ်တံဗီဒီယိုခံလေးကတော့ကြိုက်သီးကိုသွားတဲ့ဖျားဘူးပြည်သူအယောက်90ကျော်ကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကမတရားဖမ်းဆီးသွားပါလေဆိုပြီးတော့အကြမ်းဖက်စစ်ခွတ်တဲ့အယူရင်ကိုက်နေရတဲ့အောက်တန်းသားလော်ဘီတိုက်ကဝါရမိုင်းတွေဖျက်နေကိစ္စကိုမနေ့ညရဲ့လေကြောတွေရှေ့ပြီးတော့ကျွန်တော်ရှင်းပြခဲ့တယ်အခုတော့ကျွန်တော်ကိုယ်တိုင်ရှင်းပြစရာမလိုတော့ဘူးမနေ့ညရုပ်တံဗီဒီယိုပိုင်းတက်လာတာတော့ အမှတ်28စစ်ဘီဟာတရင်းနေပြန်ကြားရေးတာဝန်ခံရဲဘော်ကိုအင်းမီထွန်းကိုတိုင်းရုတ်တံပြည်တော်ပိုင်းတွေကအပြည့်စုံရှင်းပြထားပါတယ်ကျွန်တော်စပြီးတော့ကြည့်လိုက်ရအောင်ဗျာဒေါ်လာမိဘပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အမှတ်28စစ်ဘီဟာဒီဝါတာဝန်ခံရဲဘော်အင်းမီထွန်းဖြစ်ပါတယ်ကျွန်တော်ဒီတတုံခရိုင်တမတ်1 PDF တာဝန်ခံဖြစ်လဲတာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ် အခုဒီရက်ထဲမှာဟိုလိုင်းပေါ်မှာအများပြင်းပြတ်နေတဲ့သတင်းလေးတစ်ခုပေါ့နော်အဲဒါကလည်းစစ်ကောင်စီလော်ဘီသတင်းဌာနတွေနဲ့စစ်ကောင်စီထောက်ခံသူတွေကနေပြီးတော့သတင်းမှဖြန့်ထားတဲ့အဲသတင်းတွေပေါ့အဓိကတော့ဒီကြိုက်ထီကိုဖျားဖူးလာတဲ့ဖျားဖူးပြည်သူတွေကို PDF တွေဖမ်းဆီးတယ်ဆိုတော့မဟုတ်မှန်မဟုတ်မှန်သတင်းလေးကိုအဒီအတွက်ကျွန်တော်ပြန်ပြည့်ရှင်းမှဖြစ်ပါတယ်ကျွန်တော်25ရက်နေ့မှာပေါ့25ရက်4လ2025ရက်နေ့မှာ ်ညောင်လေးပင်ခန့်နေပြီးတော့ပစ္စောထီးတွေပါလာတဲ့ကားအဲ့ဒီကားတွေကကျွန်တော်တို့တွေကြိုက်ထုံမြွတ်နဲ့ကင်မွန်ချောင်းကြီးရွာကရက်ချောင်းကြီးတို့မှာရှိနေတယ်ကရက်ချောင်းပေါ့နော်ကရက်ချောင်းမှာရှိနေတယ်ဆိုတော့သိရတာပေါ့နော်အဲတရင်အဲရတယ်ပေါ့အဲ့ဒီတရင်ရကျွန်တော်တို့ရောက်ခန့်စီးတာဖြစ်တယ်ကျွန်တော်တို့ကိုအနေငယ်ခုခံတာပေါ့နော်ပြည်သူပြည်သူတိကောင်းဆောင်အပါဘူးပေါ့နော်ဒီစောတိ အဲချို့ပေါ့လေကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်တို့အကုန်လုံးမသိရသေးဘူးမသိရရဲ့အတွက်တို့ကမိသားစုတွေပါလာတယ်အဲတို့ရဲ့မိသားစုတွေမှာခလေးတွေရောတို့ရဲ့မိန်းမတွေပေါ့နော်အာအဲ့ဒါတွေလည်းပါလာကြတယ်အားလုံးကိုကျွန်တော်တို့အာလုံခြုံရေးကကျွန်တော်ခေါ်ရတာပေါ့နော်အာသူ့လုံခြုံရေးကိုလုံခြုံရေးပေါ့တကယ်တော့ကျွန်တော်အဲ့ချိန်မှာမိသားစုတွေမဆိုင်တဲ့မိသားစုတွေကိုလည်းကျွန်တော်တို့ပြန်လုပ်လို့ရတာပေါ့နော်ဒါပေမဲ့ဟိုဘဒူကပြည်စောတိအာဘဒူကမိသားစုဝင်ဆိုတာမတဲကွဲသေးတဲ့အဖြစ်ကျွန်တော်လက်တော်ကျွန်တော်ဖော်ဆောင်လာတာဖြစ်တယ် အဲကျွန်တော်လုံခြုံတဲ့နေရာရောက်တဲ့အချိန်မှာကျွန်တော်တို့စစ်စေးပေါ်ပေါက်ချက်တွေရပြည်စောတိကအာခေါင်းဆောင်လိုက်မင်းပေါ့နော်အင်းအဲ့ဒီပြည်စောတိခေါင်းဆောင်လိုက်မင်းဟိုညောင်လေးပင်ရပေါ့အာသူပါဝင်၅ဦးပေါ့နော်အာသူဇနီးနဲ့ဇနီးမှတ်ရမင်းပေါ့အဲ့ဒါတွေကိုတော့ကျွန်တော်တို့လက်ရှိဟိုထိတ်သိမ်းစစ်စေးနေစေဖြစ်တာပေါ့နော်ကျန်တဲ့မိသားစုဝင်တွေကိုတော့ကျွန်တော်တို့ဟို16ရက်၄လ2025ရဲ့နေ့မှာကျွန်တော်တို့ကောင်းမွန်စွာ ကျွေးမွေးဆက်ဆောက်ပြီးတော့ကျွန်တော်တို့ဟိုပြန်လဲလွတ်မြောက်လိုက်ပြီးလွတ်လွတ်ပေးလိုက်ပြီဖြစ်တယ်ဗောနော်အဲ့ဒီအတွက်လည်းသူတို့အနေနဲ့ဘေးကင်းလို့ညို့သွားကျွန်တော်တို့တွေကနေအဲလွတ်မြောက်သွားပြီဖြစ်တာဗောနော်ကျွန်တော်တို့အနေနဲ့ကတော့အဲသူတို့နဲ့ဆိုင်တဲ့ပြည်စုံထိနဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာပြည်စုံထိဝင်တွေမဟုတ်ပါဘူးဒါကျွန်တော်တို့အနေနဲ့ပြည်သူတို့ပဲတတ်မှတ်တယ်အပြည့်ရှိသူတို့အပြည့်ရှိတဲ့အတိုင်းကျွန်တော်တို့စစ်စစ်ဖော်ထုတ်အရေးယူတော့မှဖြစ်တာဗောနော်အဲဒါတော့လည်းကျွန်တော်ပြည်သူလူထုကိုဟိုချက်ပြတ်ခြင်းဖြစ်ပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့ဒီ သူတို့ကိုချက်ချင်းကျွန်တော်မလို့ဆိုတော့ခုနစောစောပြောသလိုပေါ့အဲဘယ်သူကလူငယ်တွေပါတယ်လေအဲပြီးဆိုအသက်မပြည့်တာတွေရောပြည့်တာတွေရောဆိုတော့အသက်အပြည့်တဲ့အရကျွန်တော်ရင်စောဆွဲထုတ်ပြီးတော့စစ်စေးတယ်အဲ့ထဲမှာမှပြီးဆိုတီးဆိုတာငါးဦးပေါ်ထွက်လာတာပေါ့နော်အဲကျန်တဲ့ဟာတွေရောကျွန်တော်ပုံကျွန်တော်လိုက်ပါပြီအဲကျွန်တော်တို့ချက်ချင်းမလို့ဘူးဆိုတော့ယူရချက်ကကျွန်တော်လှုပ်လိုက်တော့လှုပ်လိုက်လို့နော်စစ်ကောင်စီဘက်ကနေပြီးတော့အဲသူတို့ကောင်တခုခုအန်ဒီရပြုတ်ပြီးတော့ကျွန်တော်တို့လှုပ်လိုက်တာပါဆိုပြီးတော့လေသူတို့တရေမာတွေထုတ်လိုက်မှာလို့ အဲဆိုရင်တော့ဗောနော်ဓာမျိုးတွေဖြစ်လာရင်လည်းကျွန်တော်တို့ဘက်ကလည်းအဲသို့လောသို့လောပြည်သူတွေအနေနဲ့သို့လောသို့လောဟိုအမြင်မျိုးတွေမြင်သွားမှာလို့ကျွန်တော်မလို့လာဘူးဒါကြောင့်မို့ကျွန်တော်တို့အဲခဏတက်ကိုထိမ့်သိမ့်ပြီးတော့ကောင်းမှုစွာကျေးဇူးဆက်ပြုမှုဆက်ရှောက်ပြီးမှကျွန်တော်တို့ပြန်လည်းလွတ်မြောက်လိုက်ပြီးဖြစ်ပါပြန်လည်းလွတ်ပြေးလိုက်ဖြစ်တာဗောနော်အဲအဓိကအဓိကကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ဟိုပြည်စော်တီကောင်းဆောင်လှိုင်မင်းနောက်တော့မဲကြီးအာကျော်ကျော်ဦးနောက်တော့လှိုင်မင်းရဲ့သားမင်းမော်ဦး အဲနောက်ကြတော့အပတ္တပါနော်အပတ္တဆိုတော့ကျွန်တော်တို့အကျံဖက်အဲနေနေအဖွဲ့ပေါ့ဗျာကျမနေနေပဲတိန်သေးအဲတိန်သေးပေါ့အဲသူတို့၅ယောက်နဲ့အဲလိုင်မင်းရဲ့မြို့သမီးမှတ်ရမင်းတို့ကိုတော့လက်ရှိကျွန်တော်တို့အာဟိုယူစစ်စီပြည့်ရှိပါတယ်စစ်စီတုံးပေါ့နော်အများအဖြစ်ကျူးလွန်လာတဲ့ပြစ်မှုတွေလည်းအများကြီးပေါ်လာတာရှိတယ်ပေါ့နော်ရဲရဲစက်စက်ကျူးလွန်ကြတဲ့ပြစ်မှုတွေအများကြီးရှိပါတယ်ဒီဟာတွေကိုလည်းကျွန်တော်တို့ပြည်သူလူထု တွေကိုကျွန်တော်တို့မကြခင်မှာအာရှေ့ရှေ့လင်းလင်းဖုတ်ဖွင့်လင်းကျွန်တော်ချက်ပြတ်မှာဖြစ်ပါတယ်အခုစစ်ကောင်စီကနေပြီးတော့ကျွန်တော်တို့ကိုဖျားဘူးပြည်သူတွေကိုကျွန်တော်တို့ PDF ကနေပြီးတော့အာဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတော့တရင်မဟုတ်ဘူးဆိုတာကိုဒါပြည်သူလူထုကိုဟိုဖုတ်ဖွင့်လင်းလင်းနဲ့သိရှိနိုင်အောင်ကျွန်တော်ဒါရောက်ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာဆိုတော့ပြည်သူလူအားလုံးကိုစိတ်ကိုရေးချမ်းမှခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ ကဲအဲ့တော့မင်းတို့ဘာညင်းနေတယ်ဘာပြောမလဲမင်းတို့အချမ်းပဲစစ်ခွေးတဲ့စစ်ခွေးတဲ့ကိုထောက်ခံနေတဲ့အယိုးကြီးကိမှာစားမယ်တောင်းရမယ် ခွေးမသားတွေဥမာဟန်ညိုးတို့မှိုင်းဝေတို့မင်းတို့ကြော်သွားလို့ကိုသက်တို့ကောင်တွေအောက်တန်းသားဟိုကောင်မတော်ပါသေးတယ်ပုရုမဖာသွေးဆိုတဲ့အမတော်ပါသေးတယ်ကတော့ပါရကျွန်တော်မော်မားတွေမနေစောစီးမှာဒီအယိုးကైအောက်တန်းသားခွေးမသားလော်ဘီတိုက်ကိုကျွန်တော်သိပ်ပြီးတော့မစဲကြည့်ဘူးမတရားပေါက်လို့ပဲသားတရင်မာတွေဝါရမိုင်းဖြန့်ပြီးတော့ဖင်ပိတ်ပြီးတော့ညင်းလုံးလုံးဝကြည့်လို့မင်းကကြော်လိုင်းတက်ဖို့ပင်နေရအရှင်လက်ရဖန်စီရမိတဲ့ပြူစောတိရဲ့ဓာတ်ပုံနဲ့ထုတ်ပြောင်းအကုန်လုံးဆောက်ရှိပြန်ပြန်ကွဲသွားနေစိုးတော့ကဒါကျွန်တော်တို့ကတော့နားလည်ပေးတယ်တော်လိုင်းတက်ဖို့ပင်နေရသူတို့ရဲ့လုံခြုံရေးတွေ့ ဖန်စီရမိတဲ့ဒီမိသားစုတွေတပြုံတမာကြီးကိုတော့လုံခြုံရေးအတွက်ခေါ်ဆောင်သွားမှာပဲပြီးမှပဲရုပ်တံပြီးတော့ခိုင်းမှမြင်ရတဲ့အတိုင်းပဲကလေးလေးတယောက်တော့မှကျွန်တော်ငိုနေတယ်တော်လိုင်းတက်ဖို့ဝင်သူခေါင်းလေးပုတ်ပြီးတော့အပြစ်မရှိတဲ့မိသားစုတွေကိုအကုန်လုံးပြန်လှုပ်ပေးပြီးတော့ပြစ်မှုတော်လေးကိုကျူးလွန်ထားတဲ့ပြူစော်ဒီခေါင်းဆောင်ရဲ့သူ့ရဲ့မိန်းမရဲ့သူ့ရဲ့ညီရဲ့နောက်လိုက်ပြူစော်ဒီတိုက်ကိုဒီခေါင်းလေးကျူးလွန်ထားတဲ့ပြစ်မှုဟာတတော်လေးကိုများနေပြီအဲ့တော့လောလောဆယ်မှာဖန်စီထင်းသိမ်းထားပြီးတော့စစ်စစ်မင်းမြဲတရာရှိတဲ့ရုပ်တံပြီးတော့ခိုင်းနောက်ရက်မှာ ထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့စစ်စစ်မြင်းမြန်းပြီးတဲ့နောက်မှာတော့ပြစ်မှုစင်ကြီးချမင်းဆိုတော့ကနောက်မှာကဲတော့ ကျွန်တော်တို့လာရှိုးအကြောင်းလေးတွေဆက်ပြီးတော့ကြီးလိုက်ရအောင်ဆိုတော့ခွေးစလုံးသားကြုံမျိုးမင်းဖုံးကြီးကနေထွက်လာပြီးတော့စပြီးတော့ပေါက်လို့ပေသားတွေပြောပြပါပြီဖုံးကြီးမူကြီးနေဆိုရင်ကျွန်တော်ဆက်ရမှာတိတ်ပြီးတော့အားမရတော့အခုဖုံးကြီးဘက်ကထွက်လာပြီးဆိုတော့ကမင်းညာလာရှိုးကိစ္စနဲ့ပတ်သက်ပြီးတော့အောက်တန်းသားဘောမရက်ကွန်းမှာဘလို့တွေလောင်မြက်လေဆိုတော့လာရှိုးပြန်ရပြီးဆိုပြီးတော့ဒီကောင်ဒီမှာပျော်ချင်တိုင်းပျော်လို့မရအောင်သူတို့အချမ်းဖက်စစ်ခွေးတက်ကကောင်ကြီးတော့မှပဲလာရှိုးမျိုးကိုခိုးချောင်ခွေးနောက်ပေါက်ကနေအလံမထောင်မင်းနဲ့ဝရုံတုံးကနေ WWSC ရဲ့ MMD ရဲ့ကျွန်တော်လုံခြုံရေးခြံရံပြီးတော့လာရှုံမျိုးကိုတကူတကလိုက်ပို့ရတဲ့အဖြစ်ဆိုတော့ကနောက်မှဘာပြောသွားလဲဆိုတော့တင်းချင်ရွံရောက်လာတာတော့ကျွန်တော်လည်းလက်ခံတယ်မနေရတယ်ကျွန်တော်ထည့်ပြီးတော့ပြောသွားတယ်လွန်ခဲ့တဲ့တနင်္လာရီကဒီကောင်လေးလာရှုံမျိုးမှာတရုတ်ကကိုယ်စားလှယ်ရုံးတရုံးတော့ထားရှိပြီးတော့ စစ်ခွေးတဲ့ကောဒီဘက်က MMD ရောသူတို့ဘက်ကတရုတ်ကိုလွန်ဆန်လို့မရတဲ့ရုံတရုံကိုလာရှုပ်မြို့မှာထားရှိမယ်လို့ကျွန်တော်တို့ပြောသွားတယ်ဒါပေမဲ့တကယ်အတိအကျတော့တင်းရှိကျွန်းကိုလည်းလာရောက်ပြီးတော့စင်ပြေတော်ဟိုတယ်မှာမီတင်ထိုင်ပြီးတော့သူတို့အစည်းအဝေးထိုင်ပြီးတော့တရုတ်ကောင်စစ်ဝင်ရုံကိုလာရှုပ်မှာထားရှိပြီးတော့ လောလောဆယ်မှာဒါတင်းရှိသွဲပြန်သွားပြီးတဲ့နောက်မှာတော့လာရှုမျိုးတော့အကြမ်းဖက်စီခွေးတက်ကတော့အခွန်ပဲကြံတဲ့ဟာကိုပြန်လည်ပြီးတော့ run လေးပဲ MMD ကတော့ဒါဘယ်ထိကျွန်တော်ဆုတ်ခွာသွားပြီးတော့ဘယ်နားနေမြို့ပပတ်လေးဝိုင်းလာပြီးတော့စောင့်ကြည့်နေမလဲဆိုတော့လောလောဆယ်မှာအတိအကျမသိရှိရသူကဲတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘောမအောက်တန်းသားဂျုံမျိုးမင်းကတော့ ျွန်တော်တို့ကတော့ဗျာတဲ့လာရှုပြန်ရတာမပြောပါဘူးတဲ့ရင်ပတ်သေးတော့နည်းနည်းတော့အောက်လာပါဗျာတဲ့တီယိုကြီးကဂျားရဲရောက်ဝင်ပြီးတော့အကြီးကောင်ဓာယူအငယ်ကောင်ဓာယူဆိုတဲ့လုံပေါက်ကတော့ရင်ပတ်သေးတော့နည်းနည်းအောက်လာပါဆိုတော့ကြောင်မျိုးမင်းရဲ့လောင်ပြန်ကလေးတစ်ဖက်ကိုဆက်ပြီးတော့ကြီးလိုက်ရအောင်ဗျာဒီမကြခင်ဒီလောက်ကိုမင်းလောက်မှာတော့တက်ခဲ့အုပ်ချုပ်ရန်ရစရမ်းမယ်လို့ကြားတယ်လောက်ကပြန်ရမ်းမယ်ထွေအုပ်ရမ်းမယ်လောက်ကရမ်းမယ်ရဲပြန်ထိုင်မယ်နောက်ဆေးရုံဆေးရုံအတွက်ဆရာဝန်တွေလည်း ဆရာဝန်နဲ့ဒူနာပြုချို့ပေါ့နော်အဲဒီမှာတာဝန်ထမ်းဆောင်မှာအဲ့ဒီဒါနဲ့ဆက်ဆက်တဲ့သူတွေပြန်ထားတယ်အခုရောက်ပြီလို့ကြားတယ်ဒီနေ့ဆိုရောက်ပြီလို့ကြားတယ်ဆိုတော့စေယုံပြန်လဲပတ်မယ်ဒါပေမဲ့စေယုံကအခွန်ကြီးပဲကျန်တယ်ဘာမှမရှိဘူးအခွန်ကြီးပဲကျန်တယ်အခွန်ပဲစားခဲ့တာလေအခွန်ပဲကျန်တယ်နောက်တစ်ခုကဘာရှိလဲဆိုတော့ဒီဘန်ဘန်တွေလည်းမကြခင်ပြန်ဖွင့်မယ်လို့အချက်ပြန်ကြားတယ်အဲ့တော့ last show ကပြောရရင်တော့စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်ကိုပြန်ရောက်ပြီလို့ရအောင်ပြောလို့ရတယ်ဒါပေမဲ့ဒါပေမဲ့အဲ့ဒါကြီးကပျော်စရာလားလို့မင်းသူများပြန်ပြန်ကြည့်အခုဟိုဘက်ကအုပ်စုကြီးကပြောတယ် ဒီစစ်တပ်ကកောင်တွေကွာမင်းတရုတ်ကူတရုတ်ကူညီပေးလို့တရုတ်အကူညီနဲ့ဒီကောင်တွေပြန်ရတာပါကွာမင်းသူ့အဆိုတိုက်ပြီးယူရရရတာမပေါ့အလကားကောင်တွေပါတိုက်လည်းမတိုက်နိုင်ဘူးတိုက်လည်းယူရတာပေါ့ပြောတယ်ဟာတစ်ဖက်ကလည်းကိုကန်ကိုဘယ်လောက်တော့ဖိအားပေးထားလဲမှမသိတာကွာကိုကန်နောက်ဆုံးတရုတ်ကဖိအားပေးတာများတော့ဟိုကိုကန်လည်းနောက်ဆုံးလက်လျှော့ပေးလိုက်ရပါတယ်ဒါမျိုးပြောကြတယ်ရုပ်ရည်ကြည့်ရင်တော့ဟုတ်တယ်လို့ပဲဒါပေမဲ့ရန်တော့ပြဟုတ်မနေဘူးဖိပိတ်ကြီးကြီးသေးတယ်ဒါပေမဲ့စဉ်းစားစရာကောင်းဆုံးအချက်ကတော့တရုတ်ကိုယ်တိုင်လာပြီးတော့ဟဲ့အောင် မင်းอ่ะဒီမှာပြန်ချမင်းတို့កောင်းនេះဘေးဖက်မင်းတို့อ่ะဘလို့လို့ဆိုအမဲတေယုတ်ကလာပြီးတော့လာရှုမှာသူ့စိတ်ကြိုက်လာပြီးတော့စီမံခံခွဲပြီးတော့အကြည့်အောင်ပမာနေငွေကောင်းပမာနေဆိုစီမံခံခွဲလာကြီးရချာတော့ရင်းနေတော့မကောင်းရင်းနေတော့မကောင်းကုညီတာလို့တစ်ဖက်ကပြောရင်ရတာပေါ့အာတေယုတ်ကကုညီတာပဲခြေစုတင်ရမှာပေါ့လို့ဟိုကြောက်ကျင့်ဆိုတဲ့မျိုးသမီးဒေါ်စောကြည်ပြောသလိုမျိုးကျွန်တော်ကခြေစုတင်ပြီးလက်ဥချီပြီးတော့ကျေဥတင်ကျေဥတင်မှာဥတော်ခိုင်းရစစ်ခွတ်တဲ့အရေးချင်းနေအဲ့လိုကြတော့လေခင်ဗျားစဉ်းစားကြည့်ဗျာကုညီတာနဲ့မတူပါဘူးอืม ကူညီတာနဲ့ကူညီတာလို့ကျွန်တော်တို့ကျွန်တော်တို့မခံစားမိဘူး။ဒါကူညီတာလို့မခံစားမိဘူး။ဒါကဒိုက်ရိုက်ကြီးကိုပေါ်တင်းကြီးကိုကျွန်တော်တို့နိုင်ငံရဲ့အုပ်ချုပ်ရေးရန်တရားကိုလာပြီးတော့နေရာချနေတာ။မင်းကပမာနေအကြီးအောင်ပမာနေအငယ်အောင်ပမာနေအလက်ကောင်ပမာပါလို့စသဖြင့်နေရာချနေရဆိုတာကသူနဲ့အဲ့ဒီအဖွဲ့စည်းအကုန်လုံးနဲ့ဘလောက်တောင်ပတ်သက်ထားလဲဆိုရင်မိကုန်မယ်။အုပ်ချုပ်ရန်တရားကတော့နာဆာကအုပ်ချုပ်ရန်တရား။ဒါပေမဲ့အဲ့ဒီအုပ်ချုပ်ရန်တရားကြီးလေပတ်ဖို့အတွက်တရုတ်ကရန်နုပြည်နီးပါးလာအကူအညီပေးနေရတယ်။ဆိုတော့ရင်းနေတော့အောင်းတော့ ကောင်းဘူးဗျာကြားရတယ်နော်ဘောမကြုံမြုံမြင်လုံကလေးလုံကလေးလုံကလေးကြုံမြုံမြင်ရင်ဘက်ထဲတော့အောက်တာဘောဆိုတော့ကမင်းတို့ဘောမအောက်တန်းသားတွေစောက်ရှစ်မရှိလို့ပြောနေကြတာငကိုတွေကငါတို့ပြောပြီးသွားပြီသူများကတိုက်ပြီးတော့ယူလာတာတယောက်ကဝင်ရောက်ပြီးတော့ကုညီမမင်းတို့ပြန်ပြီးလို့ရတာဒါတော့မှပဲလာရှုမျိုးကိုကျွန်တော်တို့ဘယ်သူမှမသိလာဘူးဖွေးတို့ဘောက်ကနေနောက်ဘောက်ကနေအလံတော်မှာထောင်ဝင်မဲ့နေဝရုံသုံးကားနဲ့ UWS ရော MMD ရောလိုက်ပြီးတော့လာရှုမျိုးပို့ရတဲ့အစီအစဉ်ဆိုတော့ကအဲ့ဒါအကျံပဲစစ်ခွေးတက်ကဖွေးတော်သားဇော်ဖိုးရင်ဖင်ကုန်းကုန်းအွန်လေးရဲ့ကပန်းအစဉ်35ရှိတဲ့မင်းတို့အချမ်းပဲစစ်ခွေးလက်ကအရေးချင်းဆိုတော့ကသူပထွေတရုတ်ကိုယ်တိုင်လာရှုမျိုးလာရောက်ပြီးတော့ခွဲတန်းချပြီးမှပဲငင်းချသွားနေဆိုတော့က MMD ကတော့လောလောဆယ်မှာဘယ်ထိကျွန်တော်စုပ်ပြီးတော့ဘာတွေဆက်လို့မလို့အတိအကျမသိရသေးဘူး။နောက်တော့ကျွန်တော်နောက်မှာလာရှုကိစ္စနဲ့ပတ်သက်ပြီးတော့အချမ်းပဲစစ်ခွေးလက်ကိုထောက်ခံတဲ့ဘုံမတွေကောင် ပထမတော့ MMD ရဲ့ဒီကောက်ကို1300လာချထားတယ် MMD လာရှုံးကနေကျွန်တော်နောက်ဆုတ်ပြီးသွားတဲ့နောက်မှာဒီကောက်လေးထောင်ဝပြန်လွတ်လာပြီးတော့လာရှုံးမျိုးအခုဘက်ကရီအခြေအနေနဲ့အကျမ်းဘက်စစ်ခွေးလက်ကိုဘလိုတွေတဲတွေစော်ထားဆိုဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ခုလာရှုံးမှာတမတော်ကပြန်ဝင်လာပြီဆိုတဲ့ကိစ္စပေါ့နော်တမတော်ကပြန်ဝင်လာပြီမနေ့က16ရက်နေ့ကတမတော်ပြန်ဝင်လာပြီနော်ပေါ့နော်မဲဟန်မှာဒီနောက်မွေးကိုကျွန်တော်ဖျောင်းနိုင်တွားရောက်တော့မနေ့ပိုင်းတန်းပိတ်တာတော့မှန်တယ် တဏီကုံလုံးပိတ်တာမဟုတ်ဘူးခဏပဲလမ်းပိတ်တာသူတို့ကကိုကန်တမ်းမဲ့ပါခဏပဲပိတ်တာအဲခဏပဲပိတ်တဲ့ချိန်မှာတမ်းမတော်ပြန်ဝင်လာပြန်နာမှာတမ်းမတော်ပြန်ဝင်လာလဲတော့မသိဘူးကျွန်တော်မနေ့က3နာရီကြော်ထိလာရှိုးကိုပတ်ကြည့်နေတယ်ဟုတ်ကဲ့ဘယ်နောက်ဝင်သွားလဲမသိဘူးတမ်းမတော်ကခြုံထဲဝင်သွားလားအေးညကြီးတဲ့ဝင်သွားလာတော့မတွေ့ဘူးနော်ကြားတယ်နော်မတွေ့ဘူးဘာကြီးကိုယ်နဲ့ပြောတာအေးအဲမတွေ့တဲ့ချိန်မှာလိုင်းပေါ်မှာတော့ PNA တော့ဘာလို့ဘလူပြန်းနေတာတည်င်းဌာနတွေမျိုးစုံတက်နေတာပေါ့နော် လာရှုံးမှာတမတော်ကအလုံးစုံထိန်ချုပ်လိုက်ပြီအင်းဘာညာပေါ့ဗျာဒီနားမှာထိန်ချုပ်လိုက်လဲတော့မသိဘူးယူထဲမှာတော့အဲ့ကောလာရှုံးမှာနေနေကိုကရေတောက်ဖွဲ့ရယ်အင်းတချို့ဟိုစစ်သားတွေရောတွေ့တယ်ဗျာနော်တချို့စစ်သားတွေရောတွေ့တယ်အင်းပြောချင်တာလေအင်းလာရှုံးပြန်ရွတ်သွားပြီဆိုလို့ဝမ်းတာနေတယ်ဝမ်းမတာချနဲ့နော်ဝမ်းလုံးဝမတာချတော့အင်းအဲ့လားလေးရောရှိတယ်အေးဘယ်နေ့ကြောင်ပိတ်ပြီးတော့အတွေ့ခံရမလဲဆိုတော့ပဲစဉ်းစားထားလိုက်အင်းနော် ကိုကန်တမတော်ကလည်းအပြင်မှာပပတ်လဲတို့ဝိုင်းထားတယ်ဝိုင်းထားပြီပြီအဲ့တော့တမတော်ကလည်းမြမတမတော်ကလည်းဒီအတွန်းထဲမှာရှိတယ်ရက်ကွက်စနစ်စာပဲအုတ်ချုပ်ခွင့်ရတယ်ဒါလေးအုတ်ချုပ်ခွင့်ရလို့ပြောမနေကြနဲ့ဝမ်းတောင်မြမတမတော်ကအခုကတော့တူကတိုက်ရိုက်ခိုက်ရီလုံးဝမှကြာရှင်းသွားပြီနော်ဟိုဘောမှလည်းတူရီကလည်းဟိုးအကြီးကြီးမလားအင်း ဘူးမတိဘာမတိနဲ့မရတဲ့သူတွေလည်းအများကြီးရှိတယ်။ဒါကျွန်တော်ကကိုကဘက်ကနိုင်လို့ပြောတာမဟုတ်ဘူးနော်။ကိုကဘက်ကလည်းမနိုင်ဘူး။ဘယ်တိုင်းနဲ့လက်နဲ့ကင်မှာမနိုင်ဘူးကျွန်တော်ကကျွန်တော်ထောက်ခံတာမြန်မာတပ်မတော်ပဲကျွန်တော်ထောက်ခံအားပေးတဲ့သူ။နော်။အခုချိန်နေလည်းမြန်မာတပ်မတော်အားပေးထောက်ခံတဲ့သူပဲ။ဟုတ်ပြီနော်။အဲ့လားလေးတော့ကျွန်တော်တည်ပြောလာမယ်။အမေ။ဟိုဘက်ကြည့်ရကြည့်ရသေးတယ်။ခင်ဗျားတို့ကပြောရင်အကြီးကြီးတွေမပြောနဲ့တပ်မတော်ဘက်ကနော်။ခင်ဗျားတကယ်ပြောချင်တယ်ဆိုတော့တကယ်စစ်တိုက်ချင်တယ်ဆိုတော့ခင်ဗျားစစ်မြေကြီးမှာဝင်တိုက်လိုက်။ ဟိုကစော်ဖိုးဟင်းတို့ပိုင်ရက်ကိုတို့ဒင်းဌာနတွေကအမျိုးစုံတက်တယ်ဟိုနည်းကလည်းလီရင်တစည်းလာတယ်လီရင်ခွင်းကိုလာချထွားတာလေစောက်ယူတယ်တစည်းမှလာချထွားတာမရှိဘူးအဲ့လီရင်ကြားတယ်နော်အေးဒါကျွန်တော်ရှင်းရှင်းပဲပြောတာအေးအေးလင်းခွင်းအောင်လာချမယ်ဆိုတော့လင်းခွင်းမှာတန်ရှင်းရေးလောက်ရတယ်နားလေတာနော်တန်ရှင်းရေးအကုန်လုံးလောက်ရတယ်ဘူးမတန်လင်းခွင်းမှာလည်းတွားကြည့်တော့စုပ်ပြတ်တဲ့အမိုက်ကြီးကြလားနော်ဘူးမတီဘာမတီမပြောနဲ့ဘာမှလည်းတမ်းမတော်ကဘယ်နာမှာဘလောက်တွေထိန်းချုပ်လိုက်ပြီလဲ ာရှုတစ်မျိုးလုံးကိုထိန်းချုပ်လိုက်ပြီတယ်ဟုတ်လား။ရီးကျင်တယ်နော်ရီးကျင်တယ်။ခမရတို့တွေကအာချောင်ဖို့ပဲတည်တာ။တမလို့ကလည်းဟာဟိုနေ့ပြန်တိုက်မယ်ဒီနေ့ပြန်တိုက်မယ်ဟာငါတို့ဝိုင်းထားပြီဘလို့ရှောက်လို့အာလကအယူတယ်။တမလို့ထောက်ခံတဲ့တူတွေဘုံတိတ်ခါကြတယ်အခုဆို။ထောက်ချက်တွေကွဲတယ်။နော်ဆောင်းရဆောက်ချက်တွေကွဲတာ။အဲ့လိုတွေလုပ်လို့အဲ့လိုတွေပြောကြလို့။ခမရတို့တမတော်ကတကယ်တမ်းကြတော့လေရင်နေရှိတယ်ဟာဝေစာမြောက်တွေရှိတယ်ဘာတွေရှိတယ်ဟာလူသွားစရာမလိုဘူးဟိုဥစား ဟိုရန်သူရှိတဲ့နေရာကိုနေပြီးတော့နေထိုင်ပြစ်လို့ရတယ်အမလီဘွက်တွေကိုပေါက်နေရတော်သေးတာပေါ့ထိုင်ပြစ်လို့ရတော့ပဲအေးတော်တော့ကိုတော်သေးတယ်ထိုင်ပြစ်လို့ရတော့နော်အဲ့ထိုင်ရင်းနဲ့သေသွားတဲ့ကောင်တွေကိုဟိုမှာတပုံးကြီးပဲတမတော်သားတွေအတက်တွေပေးလိုက်ရတာနော်အေးတမတော်သားတွေပဲအတက်တွေပေးလိုက်ရကြာဆုံးတော့လဲတမတော်သားတွေပဲကြာဆုံးရတယ်နော်ဘလောက်တနာပေါကောင်းလဲလောင်းတယ်လောင်းတယ်အဲ့တော့ခင်ဗျားတို့ထိုင်ပြီးတော့မှပြစ်ကြပါလို့နော်ကျုပ်တို့ကလည်းဟိုတွင်းထဲမှာပုံးနေရမှာထိုင်ပြီးတော့ပြစ်ကြအေး ဒါမှလှုပ်ချင်လို့လှုပ်ကြတော့ဟုတ်ပြီနော်ဒါဒီကောင်လောလောဆယ်မှာလက်ရှိဒီကောင်လာရှုမှာနေနေတာပထမအဲ့လိုမျိုးကျွန်တော်အကြမ်းဖက်စစ်ခွေးတော့ကိုထောက်ခံတဲ့ကိစ္စနဲ့ line မတက်ပြီးတော့အာဒီရောက်တယ်ပြီးတော့ဒီတက်မတော်တွေကမိသားစုနဲ့သူ့ကိုမူဘူးတွေပါတယ်ပြီးတော့အမေသူကပတ်စံနေပါတယ်ရားတယ်ဆိုပြီးတော့ကာမောင်းင်းနဲ့ line မတက်ပြီးတော့ကျွန်တော်လေကြီးဖိကောင်းကြီးတွေပြောတယ်မြမတက်မတော်ကဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့ကိုကန့်တက်မတော်ကစောင်းမကလို့ဒီကောင်ကိုထောင်ထဲကို၃လောက်လောက်ထည့်ထားတာအခုကိုကန့်က MMD ကဒီလာရှုမျိုးကနေပြန်ပြီးတော့စုပ်သွားလို့ဒီကောင်ကထောင်ဝလုံလဲလွတ်လာအောင်အချမ်းပဲစစ်ခွေးတဲ့မကောင်းချောင်းတွေကိုငါးထဲကိုကင်ပြီးတော့တုတ်တော့တာပဲသူသည်ဖြင့်ဇော်မဲလုံးနေပြည်တော်ကနေခလုတ်တစ်ချက်နှိမ့်လိုက်ရင်ပြုတ်လို့ရပါတော့ခင်ဗျားတို့ထိုင်ပြီးပဲလုပ်တော့တယ်မထားတော့နဲ့တဲ့ ကြားတဲ့အတိုင်းပဲတော့အခုဒီကောင်ကလည်းလာရှုံးမှနေနေတာဟိုမှာအောက်တန်းသားဘုံမှရက်ကိုမှတော့ပွဲတွေခံနေရဟာလာရှုံးရင်းကဘာဖြစ်လဲညာဖြစ်နေတယ်ဟိုမှာမင်းတို့လာရှုံးကိုလည်းဘယ်ပေါက်ကဝင်လာတယ်ခြုံထဲကိုဝင်သွားတာလားမြေကြီးထဲကိုဝင်သွားတာဆိုကြားတဲ့အတိုင်းပဲဆိုတော့ဟာကျွန်တော်ပြောရင်ပိုလေဖြစ်မှသူတို့စစ်ခွေးတက်ကိုထောက်ခံနေကောင်ချင်းကျွန်တော်တည်ပြီးသားတယ်ဆိုတော့ကဲတော့ဒီကနေ့မနေ့ကတော့ဒီရုပ်တံပြူဖာလေးသုံးဖို့လည်းပဲကျွန်တော်အဆုံးသတ်ရပါတယ်ကျွန်တော်အရင်မြင်ချင်းမဲ့လေဒီကောင်မြက်ခွက်မြင်နေရကျွန်တော်စပြီးတော့ရင်းရင်းရရှေ့မှာစီမကောင်းစရာကိစ္စရကြတော့အဲ့တော့ ထွန်းတဲ့နိုင်ပဲညကြမှာပဲနောက်ထပ်သတင်းရုပ်သံဗီဒီယိုဖိုင်လေးနဲ့ပြန်လာခဲ့ပါဦးမယ်အဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်ရှုနေတဲ့မိဘပြည်သူ မောင်နှမတွေတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာ